အခု6လပိုင်းအတွင်းထဲမှာဘယ်သူတွေထိကံကောင်းမလဲဆိုတာကြည့်လိုက်ရအောင်၆လပိုင်းအတွင်းထဲမှာထီကံအကောင်းဆုံးနေနိုင်နေရတော့အင်္ဂါသာသမီ၊ကြာသာပရိသသမီ၊စနေသာသမီတွေဖြစ်ပါတယ်။သင်္သာ၊ကြာသာပရိသသမီ၊အင်္ဂါသာသမီ၊စနေသာသမီဖြစ်မယ်ဆိုရင်ဒီ၆လပိုင်းထဲမှာသေချာပေါက်ထီကံဆန်းလိုက်ပါ။ ဘယ်ချိန်နေမှာကန်ဆန်းရမလဲဆိုတာတစ်ချက်ကြည့်ပေးမယ်နော်။အင်းကသားသမီးတွေအနေနဲ့ဘယ်ရက်မှာထီကန်ဆန်းတင်လဲဆိုလို့ရှိရင်တဲ့အပြင်သွားလာတဲ့အခါမျိုးမှာတင်းရဲ့အပြုအမူကိုပဲဖြစ်စေတင်းရဲ့ fashion ကိုပဲဖြစ်စေလူတဦးတယောက်ကချီးမွန်းလိုက်တဲ့နေ့မှာတေတာပေါက်ထီထိုးလိုက်ပါဘလိုမျိုးလဲဆိုတော့အဲတင်းကိုတင်းတငယ်ချင်းတွေကဒီနေ့လှနေပါလားဒီအင်ကြီးကမမြင်ဘူးပါဘူးဒီအင်ကြီးနဲ့လိုက်တယ်ဒီနေ့သဘင်ကေက နေနဲ့လိုက်တယ်နော်ဒီနေ့မိတ်ကပ်လုတ်ကအရင်ကြည့်ကောင်းနေပါလားစသည်ဖြင့်ပေါ့နော်တင်းရဲ့အတိမိတ်ဆွေတူဦးဟာတင်းကိုချီးကျူးစကားဆိုတဲ့နေ့ချီးကျူးခံလိုက်ရပြီဆိုတာနဲ့အပြန်မသေးတာပေါ့ထီဝင်ထိုးလိုက်ပါထီကန်ဆန်းလိုက်ပါအင်္ဂါတသမီးတွေအနေနဲ့ချီကျူးခံရတဲ့နေ့မှာထီကန်ဆန်းတင်ပါတယ်။ကျသာပရိသသမီးတွေကတော့တင့်ကို တဦးဦးဒါမှမဟုတ်ရင်မိษွေတဦးဦးဒါမှမဟုတ်ရင်မိသားစုဝင်တဦးဦးကအဲမုံလိုက်ဝဲကြွေးတာမျိုးတင်းစားခြင်းနေတဲ့အရာတွေကိုလိုက်ဝဲကြွေးတာမျိုးတင်းကြိုက်တဲ့အေးကိုဝဲတိုက်တာမျိုးပေါ့နော်အဲ့လိုနေမျိုးမှာတင်းကတေချာပေါက်ထီထိုးလိုက်ပါ တင်းကိုချစ်ခင်ရတဲ့သူတွေကမုံကျွေးတာပဲဖြစ်စေအေးတိုက်တာပဲဖြစ်စေတင်းစားချင်နေတဲ့အရာကိုဝယ်ကျွေးတာပဲဖြစ်စေအဲ့လိုမျိုးမုံကျွေးခံရတဲ့နေ့အေးလိုက်တိုက်ခံရတဲ့နေ့မှာသေတာပေါက်ထီတိုးလိုက်ပါအဲ့နေ့ကတင်းအတွက်ထီကန့်အကောင်းဆုံးနေ့ဖြစ်နေပါလိမ့်မယ်အဲ့ဒါကတော့ကြာတာပရိသတ်သမီးတွေအတွက်ပါနော် ထနေသားသမီးတွေအနေနဲ့ကဘလိုမျိုးနေမှာထီထိုးတင်လဲဆိုတော့တင်ပတ်ဆက်ဝင်တဲ့နေ့ပေါ့နော်တင်ဒီနေ့ပတ်ဆက်ဝင်ထားတယ်ဒီ6လပိုင်းအတွင်းထဲမှာပေါ့နော်ဘယ်ရက်မှာပဲဖြစ်ဖြစ်မုံဘိုးရတာပဲဖြစ်စေလှူအားကရတာပဲဖြစ်စေတင်ပတ်ဆက်ဝင်တဲ့နေ့မှာပဲတင်ပတ်ဆက်ကရတဲ့တင်ဝင်ငွေကရတဲ့ဥဥဖြဖြငွေနဲ့ထီထိုးလိုက်ပါအဲ့လိုထီထိုးခြင်းကတင့်ကိုထီကန်ကောင်းစေပါလိမ့်မယ်ထီကန်တက်စေပါလိမ့်မယ် ခုဟောကြားပေးခဲ့တာတွေကတော့ထီကန်ကောင်းတဲ့နေနံနေရဲ့ဘယ်နေ့ဘယ်အချိန်ဒီမှာထီထိုးတဲ့လဲဆိုတာတွေကိုဟောကြားပေးထားတာပါ